မင်္ဂလာပါရှင်။နိုဝင်ဘာလ16ရက်အင်္ဂါနေ့ရက်ထူးထူးခြားခြားပြည်တွင်းသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပထမဦးစွာတင်ဆက်ပေးမှာကတော့ပြည်သူ့စစ်မှုထမ်းတင်းနှံအမှတ်စဉ်19တင်းနှံဖွံ့ဖွဲများတိုင်းစစ်ဌာနချုပ်အသီးသီးရှိတင်းနှံเจ้าများတွင်ပြုလုပ်တဲ့သတင်းပဲဖြစ်ပါတယ်။ ဤသူစစ်မှုထမ်းတင်နှံမှတ်စဉ်စကူတင်နှံဖွံ့ဖွဲ့များကိုဒိုင်းစစ်ဌာနချုပ်အသီးသီးရှိတင်နှံကြောင်းများမှာຫນွေမှာ18ရက်ကပြုလုပ်ကြောင်းသိရပါတယ်။အစုပါတင်နှံကြောင်းအသီးသီးမှာຫນွေမှာ18ရက်နဲ့နှစ်ပိုင်းကပြည်သူစစ်မှုထမ်းတင်နှံမှတ်စဉ်စကူတင်နှံဖွံ့ဖွဲ့များပြုလုပ်ကြပြီးတင်နှံဖွံ့ဖွဲ့များတွင်တင်နှံကြောင်းများအလိုက်ចောင်းဝကြီးများကတင်နှံဖွဲ့အမှာစကားပြောကြကြကြောင်းသိရပါတယ်။ တင်နန်းဖွံ့ဖြိုးများသူနေပြည်တော်ကောင်စီဥက္ကဋ္ဌတိုင်းဒေသကြီးနှင့်ပြည်내ဝန်ကြီးချုပ်များတိုင်းမှုများနှင့်တာဝန်ရှိသူများတက်ရောက်၍ပြည်သူစစ်မှုထမ်းတင်နန်းအမှတ်စဉ်ဆက်ရှင်မှတင်နန်းသားများအားတွေ့ဆုံကတင်နန်းသားများအတွက်ဂုဏ်ပြုချီးမြှင့်ငွေများနှင့်ပစ္စည်းများပေးရကြပြီးတင်နန်းသားများအားလက်လံနှုတ်ဆက်အားပေးကြကြောင်းသိရပါသည်။လက်ရှိတွင်ပြည်သူစစ်မှုထမ်းတင်နန်းအမှတ်စဉ်၁မှအမှတ်စဉ်၁၆အထိတင်နန်းတက်ရောက်ပြည်သူများတင်နန်းပြီးဆုံး၍တင်နန်းစဉ်ကတရင်တက်ဖွဲ့အသီးသီးတွင်တာဝန်ထမ်းဆောင်နေပြီဖြစ်တယ်လို့သိရပါသည်ရှင်။ ဆက်လက်တင်ဆက်ပေးမှာကတော့ Randful Began Temperam 2025အပြည့်ပြိုင်ပွဲအာကစားသမား982ဝင်ရောက်ရှင်ပြိုင်နေတဲ့တွင်ဖြစ်ပါတယ်။မန္တလေးတိုင်းဒေသကြီးညောင်မြူနယ်ရှိပကံရှေအောင်မြင့်ကျေးမှုနေမြေတွင်နိုဝင်ဘာ15ရက်နေ့နောက်ပိုင်းက Runful Pagan Temperam 2025 Marathon အပြည့်ပြိုင်ပွဲကျင်းပရာအားကစားသမား982ဦးဝင်ရောက်ရှင်ပြိုင်ကြောင်းသိရပါဗျ။အဆိုပါပြိုင်ပွဲကို2023ခုနှစ်ကစတင်ကျင်းပခဲ့ခြင်းဖြစ်ပြီးတော့အခုနှစ်တည်းတတိယကြိမ်မြောက်ဖြစ်ပါတယ်။ ပြိုင်ပွဲတွင်42ကီလိုမီတာတန်း၊27ကီလိုမီတာတန်းနှင့်10ကီလိုမီတာတန်းဖြင့် ပကံမျိုးရှိတောင်မီကျေးရွာအာနန္ဒာဘုရားကြီးတောင်မတ်မုတ်ကွင်းပြင်မှဒါထွက်တောင်ဝင်သမကရှင်ပြိုင်ခဲ့ခြင်းဖြစ်ပါတယ်။၁၀ကီလိုမီတာအတန်းတွင်အမျိုးသားအမျိုးသမီး၄၁၁ဦး၂၁ကီလိုမီတာအတန်းကိုအမျိုးသားအမျိုးသမီး၄60ဦးနဲ့၄၂ကီလိုမီတာအတန်းကိုအမျိုးသားအမျိုးသမီး၁၁၀စုစုပေါင်း982ဦးဝင်ရောက်ရှင်ပြိုင်ကြပါတယ်။တိုင်ဝင်းမှဆွေးရရှိသူများကိုစုကြည်ဖြင့်၁၀ကီလိုမီတာအတန်းတွင်ပထမစု၅သိန်းဒုတိယစုဖြင့်၃သိန်းတတိယစု၂သိန်း 21ကီလိုမီတာအတန်းမှာပထမစု9သိန်းဒုတိယစု9သိန်းတတိယစု3သိန်းပေးရပါတယ်။ဒါပြင်52ကီလိုမီတာအတန်းတွင်ပထမစု10သိန်းဒုတိယစု9သိန်းတတိယစု9သိန်းချိမြင့်ပေးကြောင်းသိရပါတယ်ရှင်။နောက်ဆုံးတင်ဆက်ပေးမှာကတော့ဖျာပုံမြို့နယ်တမင်းစိတ်ကျေးရွာအနီးတွင်ငါးဖန်း၁၄မီလောက်မှုဖြစ်ပွားတဲ့တဲ့ရင်ဖြစ်ပါတယ်။ AR တိုင်းဒေသကြီးဖျာပုံမြို့နယ်တင်မလွဲကျေးရွာအုပ်စု တပင်းစိတ်ကြီးရွာအနီးဖြာပေါ်မြို့ဝတွင်နိုဝင်ဘာ18ရက်နေ့နေ့8:55မိနစ်က၅ဖန်း14မီလောင်မှု ဖြစ်ပွားကြောင်းမိသက်တပ်ဖွဲ့ထံမှသိရပါသည်မဖန်၁၄မီလောင်ရသို့ဖြာပုံခရိုင်မိသက်စကံမှာမိသက်ဆက်ရင်တစီကြံကတုံးနေမိမိသက်စကံမှာမိသက်ရင်တစီအပေါ်စားဆက်တလုံးတို့ဖြင့်ထွက်ခွာငိမ့်သက်ရာနနက်၈နာရီ၅၅မိနစ်အချိန်နေမိငိမ့်သွားကြောင်းသိရပါရရှင်